အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကိုအောင်ပါဒီနေ့ကျွန်တော်တို့ပြောပြပေးမှာကမြန်မာပြည်ရဲ့ရှေးဟောက်မွေးနေ့ပကံဒေတာကအားလုံးကိုအားအားသင့်စေမဲ့လှုပ်ဝက်ချက်တစ်ခုအကြောင်းပဲဖြစ်ပါတယ်ပကံခေဤနယံစေးရေးပကြီမှာလက်ကင်ဖုန်းနဲ့အချိန်ခီးသွားသူတို့ဦးရဲ့နယံစေးရေးပကြီအကြောင်းပြောပြမှာဖြစ်ပါတယ် လူမှုကွန်ရက်မှာရောတမိုင်းဝါဒနာရှင်တွေကြားမှာပါစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့ဒီပကြီးကဟာဘယ်ဖျားဘယ်နေရန်မှာရှိတယ်ဆိုတာကိုအတိအကျဖော်ပြထားတဲ့မှတ်တမ်းမဲ့ရတွေရှာဖွေရခက်ခဲနေသေးပါဒါပေမဲ့ဗီဒီယိုကိုကြည့်မယ်ဆိုရင်ပကံခေလူဝတ်တစားတွေနဲ့ရေးဆွဲထားတဲ့ပုံတပုံမှာလူတဦးဟာနာနာကိုကပ်ပြီးဖုံးကဲ့သို့အရာဝတ္ထုတစ်ခုကိုကင်ထားတာကိုတွေ့ရမှာပါဒီပုံဟာယနေ့ခေတ်စမတ်ဖုန်းစမတ်ဖုန်းကိုနားထောင်နေတဲ့လူတယောက်ရဲ့ပုံနဲ့အံ့ဩစရာကောင်းလောက်အောင်ဆင်တူနေတာပဲဖြစ်ပါတယ် ပကန်းနှစ်ပေါင်းတစ်ထောင်နီးပါးတက်တန်းရှိပြီဖြစ်တဲ့ဇေဒီပထိုးပေါင်းများစွာရဲ့မဟာအင်ပါယာမြေပြင်အနှံ့ပြားကနေမိုးကောင်းကင်ကိုထိုးထွက်နေတဲ့ဖရားတွေရဲ့နေရံတွေအောက်မှာထူးခြားစံကျယ်တဲ့လှုပ်ဝှက်ချက်တစ်ခုပုံးပွင့်နေပါတယ်။အဲ့ဒီလှုပ်ဝှက်ချက်ကတော့အချိန်ခီးသွားသူတအူးပကံကိုတကယ်ရောက်ရှိခဲ့ဘူးတဲ့ဆိုတဲ့ခိုင်မာသောတသက်ပြချက်ပါပဲ။ ခံခေနရက်စေးပချီကားတွေကတနေရာမှာဘသူမှမြင်လို့မထားတဲ့မြင်ကွင်းတစ်ခုကိုကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်အဲ့ဒီပချီကားတွေကရုပ်ကုံဟာလွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်ကကဘာနဲ့လုံးဝမသက်ဆိုင်တဲ့အရာတွေပုံပေါ်နေပါတယ်ရိုးရဝတ်စုံတွေနဲ့ပချီကားတွေကအမျိုးသားတဦးဟာသူ့ရဲ့နာနာကိုကတ်ပြီးစတုကံပုံအရာဝတ္ထုတစ်ခုနဲ့စကားပြောနေတဲ့ပုံစံမျိုးကိုပချီဆရာကရေးဆွဲထားခဲ့ပါတယ်အဲ့ဒီပုံကဘာနဲ့မှမတူပါဘူး ယနေ့ခေတ်ကျွန်တော်တို့အားလုံးလက်ထဲမှာကိုင်ဆောင်နေကြတဲ့လက်ကင်ဖုံးဂလုံးဖြစ်ကိုဖြစ်နေပါတယ်။တမိုင်းပညာရှင်တွေနဲ့ဝါသနာရှင်တွေအားလုံးကိုအံ့အားသင့်စေခဲ့တဲ့အချက်ကဒါပါပဲပကံခေတ်ကပကြီဆရာဟာ20တရာစုရဲ့ဤပညာကိုဘလို့များကြိုတင်သိရှိခဲ့တာလဲ။ဒီပကြီးဟာစိတ်ကူးယမှုဒါမှမဟုတ်မှားရင်းစွာ ရေးဆွဲထားမှုတစ်ခုလုံးဝမဟုတ်ပါဘူးအဲ့ဒီဖြစ်ကာလကလူဝတ္တစာတွေ နောက်ခံအဆောက်အုံတွေနဲ့ရောထွေးနေတဲ့ဒီပုံဟာတကယ်ကိုမြင်တွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုပကြီးဆရာကမှတ်တမ်းတင်ခဲ့တာသိကြပါဗျ။ဒီအဖြစ်အပျက်ကိုသုံးသပ်ကြည့်ရအောင်လွန်ခဲ့တဲ့ရာစုနှစ်များစွာကပကံပြည်ရဲ့မြေပြင်ပေါ်ကိုအချိန်ခီးသွားသူတို့အူရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။သူဟာခင်းနဲ့မအပ်ဆက်တဲ့အဝတ်အစားတွေဝတ်ထားပြီးအဲ့ဒီအချိန်မှာသူ့ရဲ့ဖြစ်မိတဲ့ဆက်သွယ်ရေးကိရိယာဖြစ်တဲ့လက်ကင်ဖုံးကိုထုတ်ပြီးဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီခဏလေးအတွင်းမှာပဲဖះเจ้าဆောင်အတွင်း နေရန်စီးပကြီကိုရေးဆွဲနေတဲ့ပကြီဆရာတဦးဟာဒီမြင်ကွင်းကိုမျက်ဝါးထင်ထင်တွေ့လိုက်ပါတယ်ခစ်အမြင်နဲ့ကြည့်ရင်အဲ့ဒီဖုန်းဝဆိုတဲ့အရာဟာတကူပြေဝတဲ့အံ့ဖွယ်ပစ္စည်းတစ်ခုဖြစ်ပါတယ်ပကြီဆရာဟာသူမြင်တွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုအနာဂတ်အတွက်တည်တည်ပြချက်အဖြစ်သူ့ရဲ့လက်ရာမှာအတိအကျထည့်သွင်းမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ် ဒီပကြီးကားလေးကလူတယောက်ဟာသူ့ရဲ့နားနားမှာဖုံးကပ်ထားတဲ့ပုံစံဟာတခြားရှီဟောင်းသုံးဆောင်တွေနဲ့လုံးဝကွဲပြားပါတယ်ပကန်ခစ်ကကွန်အစ်လင်မန်ပူရပိုက်ဆိုတာတွေဟာဒီလိုမျိုးနားနာကိုကပ်ပြီးစကားပြောတဲ့အနေအထားမျိုးနဲ့အုံပြုတဲ့ပစ္စည်းများလုံးဝမဟုတ်ပါဘူးပကြီးဆရာရဲ့စုပ်ချက်တွေရေးဆွဲဟန်တွေကိုတိတိကျကျလေ့လာကြည့်မယ်ဆိုရင်အဆိုပါပုံစံဟာပုံမှန်ဖြစ်ပျက်မဟုတ်ပဲထူးခြားတဲ့အဖြစ်အပျက်တစ်ခုကြောင့်ပေါ်ပေါက်လာခဲ့ကြောင်းရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ် ဒီတော့ပကံခိအချိန်ခီးသွားသူတဦးဟာသူ့ရဲ့ရောက်ရှိမှုကိုဒီနေရန်စေးရေးပကြီကတဆင်တက်တည်ပြခဲ့ပြီလို့အခိုင်မာဆိုရမှာပါဒီပကြီကဟာကမ္ဘာသမိုင်းမှာပထမဆုံးသောအချိန်ခီးသွားခြင်းရဲ့အမှုပညာမှတ်တမ်းအဖြစ်ထင်ထင်ရှားရှားရပ်တည်နေခဲ့ပါပြီဒါဟာမြမပကံရဲ့ထူးခြားစမ်းကျင်မှုကိုပိုပြီးမြင်မာစေခဲ့ပါတယ် ပကံခိကနိုင်ရန်စေးပကြည်စရာရဲ့ဉာဏ်ပညာနဲ့အမှုပညာကိုလည်းချီးကျူးရပါမယ်။သူဟာထိုခိခါကလူတွေနားမလည်နိုင်တဲ့ခိတိပစ္စည်းတစ်ခုကိုမြင်ခဲ့ရပေမဲ့ဒီအဖြစ်ပျက်ကိုပကြည်ကားထဲမှာမဖြောက်ဖြက်ပဲအနာဂတ်လူသားတွေအတွက်မေဂုံထုတ်เสียတစ်ခုကိုခြံထားခဲ့ပါတယ်။ဒီပုံကအချိန်ကာလကိုကြော်လွန်ပြီးကျွန်တော်တို့စီကိုသတင်းစကားပြပို့နေတာဖြစ်ပါတယ်။ပကံ မြမကုံကပအမွေနဲ့ဒီလိုတိုးဝက်ဆန်းကျင်တဲ့သမိုင်းမှတ်တမ်းတွေဟာပကံကိုပို့ပြီးစိတ်ဝင်စားစရာအကောင်းတဲ့နေရာတစ်ခုဖြစ်စေခဲ့ပါတယ်။လက်ကင်ဖုံးပုံပါတဲ့အကြည့်ကဒါဟာသမိုင်းကိုပြောင်းပြန်လာလိုက်တဲ့အချိန်ခီးသွားသူတို့ဦးရဲ့ခိုင်မာတဲ့တည်ပြားချက်ပါပဲ။ကဲပရိသတ်ကြီးတို့ရောဘလို့မြင်လဲ။ပကံကိုတကယ်ပဲအချိန်ခီးသွားတယောက်ရောက်လာခဲ့တယ်လို့ယုံကြည်ပါသလား။ ခမဲ့မှာကိုယ့်ရဲ့ထင်မြင်ချက်ကိုရေးပေးသွားပါဦးခင်ဗျာကျွန်တော်တို့ရဲ့ blog တွေကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ like follow နဲ့ subscribe လုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ခရီးသွားဗီဒီယိုတွေနဲ့တမိုင်းရှုဝက်ချက်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ခေါင်းဆောင်လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်